နိုင်ငံရဲ့လေတော်တွေထဲမှာစက်စားတတ်တဲ့တစီကြီးပြည်သက်များအလုံးမင်းမင်းလာပါရှင်အမန်းချက်နေကနေပြောလေးကြိုးစလိုက်ပါတယ်။အယားလန်နိုင်ငံရဲ့ပြောင်းမှုကင်းဂျုံကင်းတွေထဲမှာညဆိုရင်အလွန်လင်မြန်တဲ့အမြန်နှုန်းနဲ့ဖြတ်သန်းသွားလာနေလေးရှိတဲ့နာနာဘဝကြီးတကောင်ရှိပါတယ်။ သူကအရစ်လူမျိုးတွေကပူကာလို့ခေါ်ကြပြီးတော့သူရဲ့ပုံစံဟာတရိษံ9កောင်လောက်ပေါင်းဆက်ထားတဲ့ခန္ဓာကိုယ်အသွင်တရံမျိုးရှိနေရဖြစ်ပါတယ်။ဒီအကောင်ကြီးဟာဆိုရင်အရစ်လေသမားရဲ့အိမ်မဆိုးကြီးတစ်ခုဖြစ်ခဲ့ပြီးတော့ဒီနေ့အချိန်ထိရှိနေသေးရဲ့လို့လက်ခံယုံကြည်ထားပါတယ်။ဆိုတော့တစေကြီးပူကောင်နဲ့ပတ်သက်ပြီးတော့ပုံမူတရားဖို့အတွက်ထုံးစံအတိုင်းပဲစောင့်လေးချုံနဲ့ကြက်လေးတက်ပြီးဗီဒီယိုကိုစုံနေသည့်အတူကြည့်လိုက်ကြရအောင်ပါ။ အာရင်းတွေရဲ့ပါဇက်ပြောရာဇဝင်နေတဲ့မှာပူကာလို့ခေါ်တဲ့နာနာဘဝကြီးနဲ့အပါဝင်ပါပဲ။သူဟာလေထဲမှာရွေလျားနေတဲ့အရေးအမဲကြီးတစ်ခုဖြစ်ပြီးတော့သူရဲ့ပုံပန်းတရံကိုဖော်ကျူးဖို့ကလည်းအင်မတန်မှခဲရင်ပါတယ်။တချို့တွေကတော့ပူကာဟာအေယာမခွေးကြီးတစ်ကောင်နဲ့တူတယ်လို့ပြောကြသလို တချို့တွေကလည်းမြင်းနဲ့ကြီးအေယာမယုံကြီးစိတ်ကြီးနဲ့တူတယ်လို့ဆိုပါတယ်အများစုလက်ခံထားတာကတော့ပုဂဟာအေယာမမြင်းနဲ့ကြီးတကောင်နဲ့တူတဲ့လေတော်တွေကမကောင်းဆိုးဝါးတစ်မျိုးပါအေးဆက်လွန်နဲ့အေယာလန်နိုင်ငံရဲ့အဆောင်ညတွေမှာဆိုရင်လေခွင်းနေပေါ်ကနေဖြတ်သန်းသွားတတ်တဲ့အရေးအမဲကြီးတစ်ခုကိုမကြာခဏမြင်တွေ့ရတတ်ပါတယ် အဲ့ဒီအရေးမဲကြီးမှာဝင်းဝင်းတောက်ပနေရဲ့မျက်လုံးကြီးတွေရှိနေပြီးတော့သူဖြတ်တန်းတွားတဲ့လမ်းကြောင်းမှာရှိနေတဲ့အရာတွေမှန်သမျှကို၆ချားစရာအကောင်းတဲ့ခန်းစားချက်မျိုးပေးစွမ်းလေးရှိပါတယ်။များသောအားဖြင့်တောင်ကြီးဒေသကရွာလေးတွေမှာပူကာမကောင်းဆိုးဝါးနဲ့ပတ်သက်တဲ့ပုံမြင်ဇာတ်လမ်းတွေဟာအများကြီးကိုရှိခဲ့ရပါ။ဒါကြောင့်ကဆိုရင်ရွာလေးတွေမှာနေထိုင်တဲ့အကောင်လေးတယောက်ကညဘက်ကြီးလေခွင်းလေးကနေပြန်လာတော့သူ့စီကိုတန်းတန်းမတ်မတ်ကြီးပြေးဝင်လာတဲ့တရဝကြီးတကောင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအကောင်လေးလည်းကြောက်လန့်တကြနဲ့အော်ဖို့လုံးနေ ဲ့အချိန်မှာသူဟာဘူကာရဲ့ကြောကုန်းပေါ်ရောက်နေရကိုသတိထားမိခဲ့ပါတယ်။နာနာဘဝဘူကာဟာအကောင်လေးကိုကြောပေါ်တင်ပြီးတော့ပြေးလွှားနေခဲ့ပြီးနောက်ဆုံးမှာတော့လေကွင်းတစ်ခုမှပြစ်ချခဲ့ပါတယ်။ကောင်လေးကတော့သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာကြီးကြီးမားမားဗာတန်ရတန်ချမ်းမှမရခဲ့ပေမဲ့အဲ့ဒီဖြစ်ပျက်ကြီးကတော့သူ့သဘောအလုံးမှမမေ့နိုင်စရာကိစ္စကြီးတစ်ခုဖြစ်ခဲ့ရပါဘူး။ ဒါကြောင့်ပူကဟာလူတွေကိုကြောကုန်းပေါ်တင်ပြီးတော့ရှောက်သွားပြီးစားနောက်တတ်တယ်လို့သူဖြတ်တန်းသွားရလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့စိုက်ပျိုးခင်းတွေကိုလည်းဖျက်ဆီးတတ်ပါတယ်။ဒါကြောင့်မေပူကကိုလေထဲမှာဖျက်ခနဲတွေးလိုက်ရပြီဆိုရင်လေသမားတွေဟာသူတို့သီးနှံပင်တွေကိုမထိခိုက်ဖို့ဆူတောင်းကြရပါသေးတယ်။တချို့ပုံမြင်နေတဲ့မှာတော့ပူကဟာအနာဂတ်မှာသူရဲကောင်းဖြစ်လာမယ့်သူတွေကို သူ့ရဲ့အကျိုးပေါ်မှာတင်ပြီးတော့အကူအညီလိုနေတဲ့ဒေသကိုယူဆောင်လာတတ်တယ်လို့ဆိုပါတယ်။ အခုချိန်ထိလည်းပူကောင်ကိုတချို့နေရာတွေမှာတွေ့နေရလေးရှိရလို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုလည်းမှတ်ချက်ပေးရေးသွားခဲ့လို့ရပါရှင်။အဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။